ကင်းမီနေမြောက်မြို့တောင်ပဲငွေလေးလမ်းမမှာဆုံရှုံထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့ဒရုန်းလက်နက်ကြီးပစ်ကူရယူပြီးစစ်ကောမရှင်ကစစ်မှုထမ်းတသားတစ်တွေကိုအင်အားဖြည့်တင်းပြီးစစ်ကြောင်းကားကြောင့်လည်းလေးကိတ်ကိုမျိုးတစ်ကိုထိုးပေါက်ရောက်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အော်တိုဘားလ၄ရက်နေ့ကနှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးစစ်ကောမရှင်တပ်ဖက်ကဒရုန်းလက်နက်ကြီးပစ်ကူမနာတမ်းရယူပြီးထိုးစစ်ဆင်တာကြောင့်ကယ်နယ်လီပူပေါင်းစစ်ကြောင်းဘက်ကလေးကိတ်ကိုမျိုးတစ်ကနေမိတချို့ကို လက်လွတ်လိုက်ရပါတယ်ခင်ဗျကွာမရသေးပါဘူးဘယ်လိုပါပဲတော့ဝဲပေါ့တော့ဝဲပေါ့ဟုတ်တယ်တော့ဝဲပေါ့နေရစီပေါ့ဟိုတော့အရင်မှတော့စစ်တာကျွန်တော်တို့ဒီမှာအခုနေ့တိုင်းချိန်နေတာပေါ့ဗျာပြောလို့ချင်းဒီဘက်ကဒီဘက်ကအရင်မှတော့တောက်ခံတာကြတယ်ဒီဘက်ကတော့အရင်ဒီနေ့ကတော့လက်ရှိစစ်မြေပြေပေါ့လက်ရှိမှာတော့အဲ့လိုပဲဖြစ်တာအဲဆင်းလို့ပြရတော့ဆင်းလို့ပြရတော့တီးပြီးတဲ့ခုလုံးတော့ရပြီတည်ရတည်နေတာပေါ့ လေကိကောင်မျိုးတင်မှဖြစ်ပွားနေတဲ့တိုက်ပွဲတွင်စစ်ကောင်မရှင်တပ်ဖက်ကထိခိုက်ကြဆုံးသူများပြားပြီးမဲ့နောက်ကျန်စစ်မှုထမ်းတပ်သားတစ်ဒီကိုအင်အားဖြည့်တင်းပြီးမနာတန်ထိုးစစ်ဆင်နေပါတယ်။ဒါကြောင့်စစ်ကောင်မရှင်တပ်ကနနေ့ကြီးရန်တမ်းပြစ်ခတ်တာအပြင်လေချောင်းရန်ကိုစိုးရိမ်ပြီးလေကိကောင်မင်းလက်ပံဖလူရသိကူသီမေဝါခီစတဲ့ကြီးရာကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာတောင်းအင်းမြစ်တစ်ဖက်ကမ်းထိုင်းနိုင်ငံဘက်နဲ့နှိစက်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိတော့ဟိုစက်ပွဲဖြစ်ပြီဆိုတော့အဓိကတော့ပြည်သူတွေအဲတကြီးရွယ်ဝင်နဲ့မျိုးသမီးတွေကလေးသူငယ်တွေပုံပြီးတော့ဒုက္ခရောက်ကြတာပေါ့အဲဒါမဲ့ဒီမှာဆက်ဖြစ်တဲ့နေရာမှာဖြစ်ပြီဆိုရင်တော့ဖြစ်တဲ့ဤတဝဲကကြေးရွာတွေရဲသားပြည်သူတွေနေအိမ်တွေအဲအဲ့ဒီမှာတော့လက်လက်ချင်းနဲ့ရမ်းထူတာတွေဒရုန်းနဲ့တိုက်ခိုက်တာတွေလေယာဉ်နဲ့ဘုံကျဲတာတွေနေစင်တွေရက်ဆက်လုံနေတဲ့ခါကျတော့နေလို့လည်းမရဘူးအသက်အန္တရာယ်လည်းဆိုရင်တော့အကုန်လုံးကတော့ရှောင်ပြေးနေကြရတယ်တို့မြောက်ကနေရာတွေကို အဲအကျိုးတင်ပြစင်မှုလည်းမရှိဘူးဆိုတော့ကြတော့စစချင်းရောက်လာတဲ့အချိန်မှာပဲနေထိုင်စားဖို့စားရေးတောက်ရေးတွေအကုန်လုံးခက်ခဲတွေ့ကြရတယ်ဟုတ်အော်တိုဘာနေ့နေ့ည7:00နာရီကျော်လောက်ကမြရီမျိုးတောင်ပဲဝလီလမ်းမိုင်းကမင်းလက်ပန်းကြီးရွာကိုကာမီကာဆယ်ဒရုန်း3စီးနဲ့ဘုံကျချတိုက်ခိုက်ခဲ့တာကြောင့်ကြီးရွာစေကန်းရဲ့လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တဲ့အပြင်ဒေသခံတွေရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်စတေဘောလာ29ရက်နေ့မင်းလက်ပန်းကလည်း မင်းလက်ပန်စာသင်ကျောင်းကိုစစ်ကော်မရှင်တပ်ကဒုံးနဲ့ဗိုလ်ချက်ချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ကျွန်တော်အောင်ခန့်ပါ